ဒီမှာခုတော့ဒီကျွန်တော်တို့ဆစ်ဆောင်နေတဲ့ကျွန်တော်တို့ပြည်သူလူထုစေပြေနေတဲ့ပြည်သူလူထုလေနေတာလေနေကြောင်တော်တွေ့မှာအတော့အခက်အခဲဖြစ်မှာလဲကျွန်တော်တို့နဲ့တစ်ခုထက်နဲ့ဒုက္ခဒုက္ခဖြစ်တော့မဟုတ်ပါဘူးကျွန်တော်တို့ဆိုလို့ရှိရင်နေပေါင်း90လောက်ကျွန်တော်တို့ဒုက္ခဒုက္ခလည်းခလာပြီးပြပြီး အဲဒီကြတော့ဒီရှေ့ဆောင်ရှေ့ပြဖြစ်နေကြတဲ့ကျွန်တော်တို့ပြည်သူလူထုတွေအခုရဒုကရွေးကောက်ပွဲဆိုတဲ့အကြောင်းပြုပြီးတော့မှကျွန်တော်တို့ကရင်နီမှာနဲ့အမြုတ်နယ်တစ်ခုသူလှုပ်လိုက်ပဲဘလခဲဘလခဲဆိုတာသူတကရှေ့ပြဟာရှိတော့ဟောဟောမဟောဟောသူလှုပ်မှာပဲအဲဒါစစ်တပ်နဲ့မဲထက်ခိုက်ပြီးတော့မှအလောလူနာမယ်ကိုယူပြီးတော့မှထက်ကောက်တိုင်းနေတယ် ဒါသူလုံးလုံးနေကြတဲ့အလုပ်ပဲအဲ့ဒါကြောင့်ကျွန်တော်တို့မှဟိုပြည်သူလူထုဒုက္ခဒုက္ခအတိဒုက္ခရောက်တယ်ဆိုနိုင်ငံနိုင်ငံတကာကလည်းတိလာပြီဖြစ်တယ်အဝေးရောက်နေတဲ့ကိန်းတွေအမျိုးသားတွေလူငယ်လူရွယ်တွေလည်းတိလာတာအများကြီးရှိပြီးကိုငီပပေါက်ကြပါလိမ့်မယ်ကိုငီကြပါလို့လည်း ဟိုကိုလိုမျိုး ကိုအမျိုးသားကိုနဲ့တူနဲ့တဲကိုပြည်သူလူထုကိုလည်းဟိုကြည့်ကြပါလို့လဲမချင်တဲ့ထပ်ပြောချင်တာကအဲလွယ်ကောမှာရှိနေတဲ့အမျိုးသားပြည်သူလူထုလေအကြအတဲအမျိုးမျိုးဟို အဖေနဲ့ခအမြဲမြုံနေတဲ့လာမယ့်ရွေးကောက်ပွဲသူတို့ပြောတဲ့ဒီစင်ဘာ28ရက်နေ့မှာမဖြစ်မနေတော့သူတို့ထည့်ရတဲ့ဝင်လဲသူတဲ့အဲ့ဒါကြောင့်အဲကျွန်တော်တို့ဘောလခဲမှာဆိုရလူတို့မရှိတော့ပါဘူးစစ်တပ်တမျိုးပဲရှိတော့94ခုနဲ့အတွေ့အကြုံတစ်ခုပါလောင်းမှာရွေးကောက်ပွဲလုပ်တဲ့ခြေတော့ခြေတော့ကကွယ်မဲ့အမမဲ့ဆိုတော့နှစ်ခုပဲရှိတယ် အဲ့ဒါပါလောအုပ်စုထက်တာကတကြီးပဲအဲတကြီးလေးရောက်ပဲထက်တယ်ဆိုတာအတိတ်ပဲရှိသလား1994တုန်းကကျွန်တော်ကိုယ်တည်းမြင်မြင်အဲအေးဘောနဲ့ခိုးကြည့်ပြီးတော့ခန့်ထဲကနေတွေ့မြင်ရတဲ့တခုရှိတယ်အခုလည်းဒီလိုပဲလောက်မယ်လဲသူပါတယ်ရတုကရတုကလောက်လောက်မယ်တပြဟောင်းပဲဖွင့်နေတော့ပဲအဲ့ဒါကြောင့် ရတော့လောတော့သူလုံနေမှာပဲကိုယ်လုံလဲကိုလုံချဖို့တတိနေဝိရိယနဲ့အမျက်ရှိချဖို့ထို့တစ်ဖြင့်ကျွန်တော်တို့လူမျိုးတွေကရှေ့ရတဲ့တာကိုခံနိုင်တယ်ခြားတတဲ့တာမခံနိုင်ဘူးကျွန်တော်တို့ခရီးနေလူမျိုးတွေကအများအဖြစ်တဘဝတာကိုခံနိုင်တယ်နိုင်ငံရေးတာမခံနိုင်ဘူးအဲ့တော့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေရောပြည်သူလူထုတွေရောမိဘပြည်သူတွေရောကျွန်တော်တို့နိုင်ငံရေးတခမနိုင်ပါမလားတဘောတာဆိုတဲ့လေနီတာပေါ့ကျွန်တော်တို့ကတော့နေပေါင်း90တဘောတာခံလာပြီနိုင်ငံရေးတာမခံလိုက်တာခင်ဗျားများတွေ့ရတယ်အဲ့တော့လာမဲ့ဟိုရွေးကောက်ပွဲပြီးပြီး ရှုတာတော်မလွတ်တော်အမဘာညာအတွေ့ရောက်တဲ့၆လုံးမဲ့အစိုးရအတွေ့ရောက်တဲ့ပြည်နယ်အစိုးရအတွေ့ရောက်လဲလောက်မဲ့ဆိုရင်အဲ့ဒီယောတာယောတာဖြောက်မှနေလဲကျွန်တော်တို့ကရင်ဒီလူမျိုးတွေမျိုးသားတွေပြည်သူလူထုအပေါ်မှာကလေးကချစ်ညာနေညာနဲ့တွေနဲ့အဲနိုင်ငံရဲ့လက်ကွဲလောက်တဲ့အချိန်မှာနိုင်ငံရဲ့တာခံနိုင်ပါမလားလို့ ျွန်တော်စိုးရိမ်တန်တရာအမြဲရှိတဲ့အကြောင်းပြည်သူလူထုကိုတိပိချင်ပါတယ်။အမားနဲ့အမားခွဲခြားတတ်ဖို့လိုတယ်။ဘဒူကမာတယ်လဲဘဒူကမာတယ်လဲဆိုတော့ပြည်သူလူထုက ချုပ်ပြပေးရမှာပါ။ပြည်သူလူလူပြောတဲ့နေမှာအချောက်နှမလေးမပါပါဘူး။ချောက်နှမလေးအများကြီးပဲ။တိုက်ပြီးကဒုက္ခဒုက္ခဖြစ်နေတဲ့အချိန် မှာမတမာတဲ့နေ့တွေနဲ့မူရရှိဝတ်တစ်ဖြစ် ဟိုကလူငယ်လူရွယ်တို့ဖြည့်ရှိတဲ့တာသမီးတို့ဖြည့်ရှိတဲ့ဟာတော့ကျွန်တော်တို့လက်ခံမှာမဟုတ်ဘူး။အဲအဲ့တော့ဒီလိုသူကတိပေးပါတယ်။